ရုပ်ရှင်လောကမှာဆွဲဆောင်ရတဲ့ရုပ်ဆောင်မင်းသမီးကြီးစွန်မြတ်သူစာရဲ့ဘဝစကြောင်းပြည်တကြီးအောင်မဲမင်္ဂလာဝါရှင်ဇက်ဗမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ယနေ့ပညာလောကရင်းပါကြာရဇက်ရုပ်ကိုပြည်ပြောင်တရုပ်ဆောင်ရဲ့လူကြီးလူငယ်ပြည်သက်တွေရဲ့ချစ်ခြင်းမြတ်တာကိုရရှိပိုင်ဆိုင်ထားတဲ့တရုပ်ဆောင်မင်းသမီးကတော့ဝါရင်တရုပ်ဆောင်မင်းသမီးကြီးစွန်မြတ်သူစာပါ။ဒီဗီဒီယိုထဲမှာတော့ဝါရင်တရုပ်ဆောင်မင်းသမီးကြီးစွန်မြတ်သူစာရဲ့ဘဝကိုရေးရာဇဝင်စကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ ။ဝိုင်းယမင်းသမီးကျေးဇူးမြတ်တစွာကို1992ခုနှစ်ဩဂတ်လ31ရက်မှာဘုံမှုဆုံးမြင့်ဒေါ်ကြည်ကြည်ခင်တို့ကရန်ကုန်မြို့မှာဝေးဖွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအခုဆိုသူမရဲ့အသက်က53နှစ်ရှိနေပါပြီ။တရုတ်ဆောင်မင်းသမီးကျေးဇူးမြတ်တစွာငွေကျင်လေးရောက်အနက်အကြီးဆုံးသမီးလည်းဖြစ်ပါတယ်။မင်းသမီးကြီးစုံမြတ်သူစားရဲ့ညီမတွေကတော့အားလုံးသေးကြတဲ့အချိန်စုံမြတ်နန္တာစုံမြတ်ကလေးရောဖြစ်ပြီးမောင်မောင်လို့ခေါ်တဲ့မောင်လေးတိရောက်လည်းရှိနေကြပါဘူး ကြောင်ပြင်မင်းသမီးကြီးစိုးမြတ်သူဆောင်ရဲ့ထင်ရှားတဲ့ဝန်ကွက်ညီမတွေကတော့တရုတ်ဆောင်မင်းသမီးစိုးပြစ်တဲ့စင်းနဲ့အစိုးရစံနေမြင့်တယ်လို့လည်းဖြစ်ပါတယ်။စိုးမြတ်သူဆောင်ဟာပညာရေးချင်းနေနဲ့ရန်ကုန်အဝေးတင်တက်ကရောကနေဘွဲရခဲ့တာပါ။စိုးမြတ်သူဆောင်1989ခုနှစ်မှာရုပ်ရှင်လောကတွေကိုစတင်ဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။တရုတ်ဆောင်မင်းသမီးကြီးစိုးမြတ်သူဆောင်ရဲ့လက်ဦးဆရာကရိုက်တာပကြီးစိုးမို့ဖြစ်ပါတယ်။စိုးမြတ်သူဆောင်1994ခုနှစ် ဒရိုက်တာအောင်စိုးရိုက်ကူးတဲ့နော်ရင်မွေးစကားနဲ့ပထမဦးဆုံးအကြိမ်အကယ်ဒမီစုကိုရရှိခဲ့သလိုနောက်လည်နှစ်အကြာ1998ခုနှစ်မှာတော့ရွှေဒေါ်တာဆန်အင်စကားနဲ့ဒုတိယအကယ်ဒမီစုကိုရရှိထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်မှာတော့ဘယ်ရောမအရှုံးမပေးဘူးဇကားနဲ့အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုကိုရရှိကာစုစုမအကယ်ဒမီ၃စုကိုရရှိထားတာပါ။စွန်မြတ်တုံးဆောင်ဟာ ရုပ်ရှင်လောကထဲမှာထူးခြားတဲ့မင်းသမီးတလက်လို့ဆိုရပါမယ်။တခြားသောမင်းသမီးတွေဆိုရင်အသက်ငယ်ငယ်ချောချောအချိန်မှာအောင်မြင်ကာအတက်ကြီးလာတဲ့အခါမှာတော့အမှုပညာအောင်မြင်မှုတွေရောင်းနေသွားကြပေမဲ့လည်းစုံမြတ်သူစားကတော့ဒီလိုမဟုတ်ပါဘူး။မင်းသမီးကြီးစုံမြတ်သူစားဟာအသက်ကြီးလာလေလေပိုပြီးအောင်မြင်လာလာလေဖြစ်နေတာပါ။အထူးသဖြင့်မြန်မာရုပ်ရှင်လောကမှာအသက်40ကျော်အရွယ်အမျိုးသမီးခရိုက်တာဇယက်အတွက်ဆိုရင်စုံမြတ်သူစားရဲ့နေရာကိုရှင်နိုင်တဲ့သူကရှားပါတယ်။မင်းသမီးကြီးစုံမြတ်သူစားဟာအချစ်အကြမ်းဟာတာစားတဲ့ ဇက်ရုပ် character မျိုးစုံကိုတည်ယူဆောင်နိုင်တာပါ။ဒါကြောင့်လဲဆိုမြတ်သူစာဟာအသက်50ကျော်အရွယ်မှာတခြားသောမင်းသမီးတွေရုပ်ရှင်လောကကအနားယူတော်ကြပေမဲ့ဇွန်မြတ်သူစာကတော့ရုပ်ရှင်စကားကြီးတွေကိုမနာနိုင်ရကုနေရဆဲဖြစ်ပါတယ်။ဇွန်မြတ်သူစာဟာအနုပညာအလုပ်တွေထဲမှာရုပ်ရှင်တည်ယူဆောင်မလုပ်နိုင်တာမဟုတ်ပါဘူး။စာရေးစီရင်မှုအဖြစ်နဲ့ရက်တည်နိုင်ပါသေးတယ်။ဇွန်မြတ်သူစာဟာအခုနောက်ဆုံးထွက်ရှိထားတဲ့ Finland 35အပြင်စာအုပ်ပေါင်းများစွာရေးသားခဲ့သူဖြစ်ပါတယ်။ ဆွေမြတ်သူစာရဲ့အခြေအကိုပြောရမယ်ဆိုရင်လူတော်တော်များများကဆွေမြတ်သူစာကိုအပြုတ်ကြီးလို့ထင်ကြပေမဲ့လည်းဆွေမြတ်သူစာဟာသူမရုပ်ရှင်မင်းသမီးအဖြစ်နဲ့အရန်ကိုအောင်မြင်နေတဲ့အချိန်မှာပဲအမေရိကန်နိုင်ငံမှာနေထိုင်တဲ့မြန်မာလူမျိုးတထေးကြီးဦးမျိုးမြင့်ဦးနဲ့ရန်ကုန်မြို့မှာတရားဝင်မင်္ဂလာဆောင်ခဲ့ဖို့တာပါအဲ့ဒီနောက်မှာတော့ဆွေမြတ်သူစာဟာခင်မွန်းတန်ရှိရာအမေရိကန်နိုင်ငံကိုလိုက်သွားခဲ့ပေမဲ့အိမ်တော်ရဲ့အစီအမပြေဖြစ်ကနှစ်ဦးသားကွာရှင်းပြတ်ဆဲခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဆွေမြတ်သူစာဟာ မြန်မာပြည်ကိုပြန်လာကအမှုပညာလှုပ်ရှားမှုတွေကိုလုပ်ကင်ရင်တူတူတယောက်တည်းဘဝနဲ့ပြတ်တန်းနေခဲ့တာပါအခုချိန်မှာတော့သမျက်သူစားဟာတူရီတူမရီနဲ့အတူကြော်ရွှင်စွာနေထိုင်ရင်အမှုပညာအလုပ်တွေကိုလုပ်ကင်လျက်ရှိပါတယ်ဒီပြည်လေးကိုကြီးရှုနေကြတဲ့ပြည်သက်တွေကရောသမျက်သူစားကိုအားပေးကြသလားဆိုတာပြောပြတော့ကြပါအောင်ရှင်